ရှားသာပဒင်းနေမွေသူအားလုံးမင်္ဂလာပါ2025ဇွန်တရနေ့ရနေ့ခုနှစ်ရနေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကူးစစ်တွေပေါ်ပေါက်နေတဲ့တစုံတရာစစ်ကိုလှုပ်ဖို့စေကူးနေတာ မတွန့်ဆုတ်နဲ့ရဲရဲတင်းတင်းရှေ့တော်တော့ပေါ်ပေါက်လာတဲ့စေကူးစစ်တွေကိုလည်းကိုကလက်တွေ့ကြကြလှုပ်ရင်ချင်းရှားတဲ့အောင်မြင်မှုကိုရမယ်ဥတီကျပြောင်းပြီးလှုပ်တာအဆင်ပြေမယ် နေနေရပြင်ချင်းပြောင်းချင်းကိစ္စအဆင်ပြေမယ်ဒီကံလာအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှုဆောင်ရွက်မှုအားလုံးအဆင်ပြေမယ်လူမျိုးခွဲကြိုးပေးမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်တရက်နေ့အရာရာအဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကြုံမယ်နေ့ရက်နေ့ရပိုင်ခွင့်နဲ့လေဝဲပြန်ရသုံးရက်နေ့ငွေကြေးကလုပ်ငန်းကံကောင်းလေးရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတည်လမ်းပွင့်ငါးရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရ၆ရက်နေ့မိကောင်းဆွေကောင်းထောက်ခွေရမယ် ခုနှစ်နှစ်လူမျိုးပဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုံးအကျိုးပေးမယ်သတိပေးချင်တာကတရက်နှစ်မှာမြောက်ရက်ကုန်တီသွားစရာနေရှိတဲ့တဲ့မနေ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြသွားလာနေထိုင်ကူးဆက်ရမယ်တကလေးရက်နှစ်မှာအရှိရက်ကုန်တီသွားစရာနေရှိတဲ့တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင် သွားလာနေထိုင်ကူးဆက်ရမယ်ဒီကလာတလျှောက်လုံးမှာတနည်းလား အင်္ဂါဗုဒ္ဓမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေရောက်တွေကိုသုံးပြီးလောရကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံနဲ့ကျိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အစဉ်ပြေသွားနိုင်တယ်အဝါရောက်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာကျေးဇူးတင်ပါတောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ2025ဇွန်လ တရက်နေ့ရက်နေ့ခုနှစ်နေ့တော်တွင်ကကိုယ်တွယ်ကောင်းတဲ့ကာလတစ်ခုဖြစ်တဲ့မိသားစုနဲ့ပတ်သက်တဲ့ကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ရှင်မန်းချက်တွေကိုရှေ့တိုးလုပ်ခိုင်းလို့ကောင်းသောကံဖွဲ့တဲ့အရဝေးနဲ့ဆက်ဆက်တဲ့သတင်းတွေချုံတွေ့ရမယ်အပြိုင်ဆိုင်အားလုံးကိုအောင်မြင်နိုင်တယ်ပညာသင်တန်းနဲ့ပတ်သက်တဲ့ကံကောင်းတဲ့ကာလတစ်ခုလည်းဖြစ်တယ်ဝေကြီးကုန်ကြများနေမယ် တရနေ့ကရန်တိုက်ခံတဲ့အလုံးနဲ့ဂျုံတွေ့ပြီးမှ အလုံးရှိရပြေဆုံးခြင်းကိုကြုံမယ်။နှစ်ရက်နေ့မှာအနှောင့်အယှက်ကြမှာတလန်းပေါ်မယ်ထင်မှားမှုတွေကိုဖြေရှင်းရမယ်။၃ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတလန်းပွင့်မယ်။၄ရက်နေ့ကခရီးကိစ္စအဆင်ပြေမယ်ဘဝတလန်းပွင့်မယ်။၅ရက်နေ့မှာဝေကြီးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြေဆုံးမယ်။ ၆ရက်နေ့ကရန်တိုက်ခတ်နေရှင်ပြီးတော့မယ်မှန်းနာတဲ့လက်တွေနဲ့ကွာဟမယ်၇ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေကိုလက်တွေသုံးချပြီးအရာရာစင်ပြေမှုနဲ့တိုးတက်မှုရရှိမယ်မတော်တဆထိခဲ့မှုအနေနဲ့ဖြစ်တတ်တဲ့ရက်နေ့ရှိတယ်ဂျူနာ၁ရက်နေ့နဲ့ဂျူနာ၄ရက်နေ့တို့ဖြစ်ပါတယ်ဂျူနာ၁ရက်နေ့မှာမြောက်ရက်ကိုတည်သွားခြင်းဖြစ်တတ်တယ်မနေ့ဆယ်နေခွဲနဲ့ဆယ်နေတွင်ဖြစ်တတ်တယ် ဂျူနာ၄ရက်နေ့မှာအရှိရက်ကိုတည်သွားစေတည်းရှိတတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်တွင်မှာ သွာလာနေထိုင်ခြင်းဆက်အမယ်။ဒီကာလတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္လာနေ့တောက်ကြနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ။၃၆ခုကနန်းနေကြိုးပေးတယ်အပြာရောင်ညောင်ချက်သွေးရောင်တို့ဝှစ်စစ်သုံးဆွဲပြီး အလိုရှိရာကိစ္စဆောင်ရွက်ပါစပယ်ပန်းပွင့်ဖျားခတ်သူကိုစော်ပြီးလိုရာဆူတောင်းရင်ဆူတောင်းပြပါမယ်ဂျေစုတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဂျွန်လ10ရက်နေ့ရက်နေ့ခொနည်းနေ့တော်တွေဟာကောင်းသောကံကြမ္မာနှွမ်းမှုတဲ့စိတ်ချမ်းသာမယ်လိုရာပြည့်စုံမယ် ကောင်းသောမင်္ဂလာကိစ္စများပဝင်ပတ်သက်ရမယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်မိကောင်းဆွေကောင်ထောက်ကူရမယ်အလုပ်ကံကံကောင်းမယ်တရနေ့ကမိကောင်းဆွေကောင်ထောက်ကူရင်းနဲ့ဘဝတိုးတက်မှုကိုရမယ်အဲ့ဒီမှာမြောက်ရက်ကိုတည်သွားစေနည်းရှိတတ်တယ်မနေ့စနေကွဲမှာစနေနိုင်တွင်သွားလာကြည့်ဆက်မယ်နေ့ရက်နေ့မှာခီးကံကောင်းမယ်လူမျိုးဝဲကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်ကျိုးပေးမယ် သုံးရက်နေမှာငွေရေးချေခံဘဝကံထုတ်တယ်မယ်ရေမကြောက်အောင်မြင်မယ်လေးရက်နေမှာမတော်တဆထိခိုက်မှန်နေကူဆိုင်ရမယ်အရှိရကူတည်သွားစရာနေဖြစ်တတ်တဲ့မနေ့9ရက်နေ့9ရက်နေ့တွင်ကူဆိုင်ရမယ်5ရက်နေမှာဆုံးဖြတ်ပြီးရှေ့တွေ့လို့တဲ့ကိစ္စတို့မှာကောင်းသောကျိုးဆက်နဲ့ထုတ်တယ်မကိုရရှိမယ်6ရက်နေ့အထူးကံကောင်းမယ်ရရာဆင်ပြေမယ်ခက်ခဲပြေရှင်းနိုင်မယ်9ရက်နေ့မှာအပြန်ဆိုင်ကြမှာ ဘဝတိုးတက်မှုအောင်မြင်မှုတွေကိုစနစ်တကျဖန်တီးနိုင်ခြင်းကြိုးပမ်းခြင်းရှိမယ်။တနည်းလာနေအင်္ဂါနေ့သောကြနေမွေးတွေတပတ်တွင်ကြိုးပမ်းမယ်။ဇာသာပတိနေ့စနေနေ့မွေးသူတွေတပတ်တွင်ဒုက္ခဖေးမယ်။369ခုကနန်းနေကြိုးပမ်းတယ်။အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအနီရောင်ဖဲကျိုးစာကိုအထုံးစုံလုံးထုံးပြီးပိုက်ဆိုင်တဲ့ထဲဆောင်မှာလက်ပွင့်ခြင်းကပ်ပွင့်ခြင်းနဲ့ ကောင်းခြင်းကံတွေရရှိပါမယ်ကျေးဇူးတင်ပါတယ်